အခုတင်ဆက်ပေးမယ့်သတင်းကတော့ဒီနေ့နနက်ပိုင်းဥက္ကံမြို့မှာပဋိပက္ခဆက်လက်ဖြစ်ပွားမှုမရှိဘဲအခြေအနေတည်ငြိမ်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဧပြီလ30ရက်နေ့ကဥက္ကံမြို့မှာမွတ်စလင်အမျိုးသမီးတဦးနဲ့ကိုရင်တပါးတို့ဝင်တိုင်းမိရာကနေဖြစ်ပွားခဲ့တဲ့ပဋိပက္ခဟာဒီကနေ့နနက်ပိုင်းမှာတော့ဆက်လက်ဖြစ်ပွားမှုမရှိတော့ဘဲအခြေအနေတည်ငြိမ်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့်ပိတ်သိမ်းခဲ့တဲ့ဆိုင်တွေဟာဒီကနေ့နနက်ပိုင်းမှာပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်လျက်ရှိတယ်လို့သိရပါတယ်။ပဋိပက္ခတွေဆက်လက်ဖြစ်ပွားလာပါကလည်း ထိမ့်သိမ်းနိုင်မှုအတွက်တမတော်က အုတ်ကံမျိုးကိုရောက်ရှိနေပြီဖြစ်ကြောင်းလည်းသိရပါဗျ။အုတ်ကံမျိုးမှာမနေ့ကနံနက်ပိုင်းမှာဈေးတောင်ဘက်ဖျားကြီးလမ်းအတွင်ကိုရင်တပါးနဲ့မွတ်စလင်အမျိုးသမီးတဦးတို့မတော်တဆတိုက်မိပြီးတပိတ်ပြုတ်ကြရာကနေပဋိပက္ခစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်အပေါ်မကျေနပ်တဲ့ဗုဒ္ဓဘာသာဝင်200ဦးခန့်ကမွန်လွဲပိုင်းမှာအနော်ယထာရက်ွက်ရှိဈေးပလီကိုရောက်ရှိလာပြီးလူ100ဦးခန့်ကအုံနီကဲတွေနဲ့ပြစ်ပေါက်ထွက်ပြေးခဲ့ကြတယ်လို့သိရပါဗျ။ဒီလိုပြစ်ပေါက်မှုကြောင့် လီရှိရှိ၃ပေပတ်လည်းမှန်၆ချက်ကွဲပြီးမီတာပေါင်း၂ပုံကျိုးပဲ့ပျက်စီးခဲ့ပါတယ်။ဒါအပြင်လျှက်စစ်ပျက်စီးဆိုင်၊ဆေးဆိုင်၊ဆန်ဆိုင်၊အေးဆိုင်၊စပိန်ပြင်ဆိုင်၊နာယီပြင်ဆိုင်၊စတိုးဆိုင်စတဲ့ဆိုင်ကန်း၂၅ကန်းရဲ့မျက်နှာစာတွေကိုဖျက်ဆီးပြီးပျက်စီးတွေကိုလမ်းပေါ်ကိုဆွဲချမှုတွေပြုလုပ်ခဲ့တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေသိရပါတယ်။ကွင်းလေးကတပိပလက်လွဲနေတဲ့အခါမှာသူကအနောက်ကနေကလမဝင်တိုက်တယ်ဝင်တိုက်ပြီးတော့ကွင်းလေးကတပိလက်ကြိုက်ကွဲသွားတယ်ကွဲသွားတဲ့အခါကျတော့ဒီစွန်းကတန်ဖို့ရှိလို့လားဆိုတပိကိုဖောက်ကျော်ပြီးတော့သူက ဈေးထဲထွက်သွားတယ်ထွက်သွားတဲ့ကမှနောက်ကနေဗမာကလိုက်သွားတယ်ဒါဘာလို့ထားလဲဆိုပြီးတော့အဲ့ရနေစအုံအုံဖြစ်တာဟုတ်တယ်ဟုတ်တယ်အဲ့ဘယ်ချင်းတော့ဆက်တယ်မနေ့ကိုးနိုင်ခွဲပေါ့အဲ့ခမအိုက်ကိုးနိုင်ခွဲလောက်ကလည်းစားသေးတော့နောက်ကြတော့နောက်ဆက်တွေကဘာတွေများစားဖြစ်တယ်အဲ့ရနေသူစခန်းနဲ့ပြည်တယ်စခန်းနဲ့ဒီကလမကိုပြန်ထုတ်လိုက်တယ်ဒါလောက်ကနေတော့အဲ့ပြဿနာမျိုးွားလာမင်းဟောတာပြောနေတယ်ဟုတ်လားဟောတာပဲလူမျိုးအရှင်ကြီးကနေစပြီးတော့ဒီလိုဆက်တာစီးရည်လိုဖြတ်ဖြတ်ခဲ့တယ်အဲ့လိုမျိုးကြတော့လေဒီတန်ဃာဥစော်ကားတဲ့တော့ဘုရားဘာသာလူမျိုးကတော့မခံစားနိုင်ဘူး ဒါအစတင်လို့ဖြစ်စီးတယ်ဟုတ်ကဲ့ဟုတ်လေဆိုတော့အချိန်မှာတောင်ရင်ရှိသူတွေကဘယ်ချိန်မှာလာပြီးတော့စတယ်အဲ့ဒီမှာနောက်ကနေပြသူတို့ကဒီလိုက်ထိမ့်သိမ့်ပါလေဘယ်ချိန်စောက်လဲမသိကြာနှစ်ခွဲလောက်နှစ်ခွဲလောက်ဒီကားဒီတော့ဒီမျိုးရောက်တဲ့အချိန်မှာဒီမျိုးရဲ့အချိန်လေးကိုရှင်းပြမြင်ပြရတော့ပြောပြပြောကြာအားတမျိုးလုံးလုပ်လေဓာတ်ရည်နဲ့အကုန်လုံးစစ်နံပါတာဝင်ရဲ့အိုးအိမ်ကြီးပလီတွေပြက်စီးနေတာယူတွေ့ လူတွေပြောက်တော့မတွေ့ပါဘူးလူတွေတော့ပြန်ရှာအန္တရာယ်လောက်တာတော့မရှိပါဘူးအဲ့တောက်ဝေးကိုဖြတ်တယ်အဲ့တော့များပြက်နေပြီပေါ့လေအဲ့ဒီမှာငါတို့ရောက်လာပြီးတော့မလုတ်ကြတော့နဲ့တော်ကြတော့အဲ့တော့အဲ့ဒီမှာဒီလိုမျိုးလူမျိုးရေးဒီကရုံဘာသာရေးဒီကရုံပฏิပက္ခတွေဟိုမျိုးဒီမျိုးဟိုရက်ဒီရက်တွေလာဒီလိုဖြစ်နေကြရင်ငါတို့တိုင်းပြည်ကအနာဂတ်ကောင်းဘူး အဲ့လိုမျိုးငါလည်းတန်ဆက်ဆက်နဲ့ပေါ့ကွာဆောင်းပေါင်းနဲ့ကားပေါ်ကအမိုးပေါက်ကားပေါ်နေပြီးအိုးပေါ်တက်ထိုင်ပြီးတော့ငါကြိုက်ပြီးတော့မေတ္တာရက်ခံတောင်းပန်တာပေါ့ကွာငါတို့တောင်းပန်တဲ့အတိုင်းတော့လိုက်နာကြပါတယ်အားလုံးငါရောက်ပြီးတော့အားလုံးလူတွေဓာတ်တွေကြားကြတက်တီးနေတာတွေရက်ကြစမျိုးလုံးလဲဟိုငါလည်းပတ်တာပေါ့ကွာအဲ့လိုပတ်ပြီးတော့ပြောတာပေါ့အဲ့တော့အားလုံးခုတော့အိမ်တက်နေပါ ိုဘက်မှာတော့ခုနကကျွန်တော်ပြောတာပါရောကဏီပင်နဲ့ဝင်ကကဏီပင်နဲ့ဝင်ခိုက်တို့အဲ့ဘက်မှာတော့နည်းနည်းလူချင်းချင်းရိုက်တာနဲ့တာရှိအဲ့တော့အစ္စလမ်ဘာသာဝင်56တော့ဟိုငါတို့ဖွဲ့ထုတ်ပြီးတော့ဒဏ်ရာတွေနဲ့တက်ကြီးကုတဲ့ဦးတို့ရောရက်တပွဲဝင်တွေကားနဲ့ဟောတင်ပေးပြီးတော့တက်တန်ရရက်စခန်းတို့လုံကြုံနဲ့ နေထားရှိတဲ့နေရာပေါ့လောလောဆယ်ဆေးုံပို့ရင်လည်းတရားမျိုးကဆေးုံပို့မှာကြိုက်မလဲဒါအဲ့ဒါမျိုးတောင်ရွက်ပေးတယ်ပေါ့ကွာအဲ့တော့ဒီမျိုးရဲ့လက်ရှိကျင်းနေရတော့ data ပွဲဝင်တွေကိုလည်းငါအကုန်လုံးဟိုလုံကြုံကြီးအတွက်နည်းနည်းအင်အားတိုးပြီးချထားပေးပါအဲ့တော့ PP ဒီဒီလေးဒီဒီရောက်ရောက်ကြိုင်တွယ်ပါ short short ပေါ့ပေါ့မလောက်ပါနဲ့ဒီပြဿနာကိုတခြားမျိုးတွေကိုမကူးဆက်အောင်လဲ အဲ့တော့တတန်ရာရုတ်တန်လွင့်ဌာနတွေရောဒီတတန်လွင့်ဌာနတွေရောအမှန်ကန်တိုင်းမတို့ပြောတဲ့အတိုင်းပဲထည့်ပေးဖို့မတို့ကတော့မေတ္တာရက်ခံဘက်ကမိဘွားတွေကနေရာတိုင်းမှာစင်ခဲစင်ခဲတိုးပွားပြီးတော့မထိုင်နိုင်မသိနိုင်ဖြစ်သွားရင်ငါတို့တိုင်းပြည်ရဲ့အနာဂတ်ကဘာဖြစ်သွားမလဲကောင်းတဲ့ဘက်ကမရွေ့တော့ဘူးကွာမကောင်းတဲ့ဘက်ကြီးကိုအ мян နှုံးနဲ့ရွေ့သွားတော့မထိုင်နိုင်မသိနိုင်ဖြစ်သွားတဲ့အခါမှာအဲ့မှာဟုတ်ချုပ်ရေးရလုံချုံရေးရပဲမြုပ်ပဲရွာမှမရှိတော့ဘူးဆိုရင် ါစေစိုးရကြီးကပြန်ရောက်သွားခြင်းရောက်သွားမှာกว่าဟုတ်တယ်မို့လားရောက်သွားအောင်သူတို့ကဖန်တီးတာမဟုတ်ပဲပြည်သူလူထုတွေကတာဝန်ယူလို့စိတ်တာဝန်သိစိတ်အဲ့တော့တာဝန်ယူရတဲ့စိတ်တွေနဲ့ကိုယ်ဒေတာတွင်ကိုယ့်ရက်ွက်တွင်ကိုယ့်လမ်းတွင်အခုကိုယ့်အိမ်တွေကိုကိုယ်တာဝန်သိစိတ်တာဝန်ယူလို့စိတ်တွေနဲ့အဲ့တော့ဒီကန်ရှိတာဝန်ယူကြပြီးတော့ပြည်ဘက်ကမိဘွားတွေကောလာဟာလာတွေဖွာတဲ့လော်တဲ့ကော်တဲ့ အုပ်စုတွေကလည်းမြို့တိုင်းနယ်တိုင်းမှာရှိတယ်။အော်အဲ့အရာကြီးမဖြစ်ပေါ်အောင်ပေါ့ကွာ။အဲ့ဒီလော်တာမှမင်းငါတော်လန်လာပြီးတော့ပုံနာဘာဖြစ်နေလဲ၊ဒီနာဘာဖြစ်နေလဲ။တကယ်တော့တော့ဘာမှမဟုတ်ဘူး။အဲ့လိုမျိုးကြီးလည်းရှိတယ်ကွာ။အဲကြောင့်မို့လို့ဟောလာဟလာလည်းကြောက်စရာကောင်းတယ်။ဒီလိုဖြစ်ပွားမှုကြောင့်အခြေအနေကိုထိမ့်သိမ်းနိုင်ဖို့မြို့နယ်ရဲတပ်ဖွဲ့မှုနဲ့အဖွဲ့ကတနက်လေးချက်6လမ်းပစ်ဖောက်ခဲ့ပါတယ်။မိုးလွယ်3နာရီမှာရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုအနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှုအဖွဲ့တွေရောက်ရှိလာပြီး နယ်မြေရှင်းလင်းခြင်းတွေဆောင်ရွက်ခဲ့ရာ၃နာရီ၁၀မိနစ်ခန့်မှာအခြေအနေအားလုံးထိမ့်သိမ်းနိုင်ခဲ့တယ်လို့ရဲစာနီဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်ဒဏ်ရာရသူ၉ဦးရှိပြီးဒဏ်ရာပြင်းထန်သူ၃ဦးကိုရန်ကုန်ပြည်သူ့စေယုံကြီးကိုပို့ဆောင်ထားပြီးကြံဒဏ်ရာရသူ၆ဦးကိုအုတ်ကန်တိုက်နယ်စေယုံမှာကုသပေးလျက်ရှိပါတယ်။၄နိုင်လောက်ရောက်တော့၄နိုင်လောက်မှာအခုလူနာလာပို့လာရရှိတယ်။အဲ့မှာဆက်ဆံရင်တရင်ရတာတော့ကောင်းထိခိုက်မှုရိုက်ခိုက်ရလို့ထိခိုက်မှုလည်းနည်းသွေးထွက်တာနှာခေါင်းလေးကသွေးဝတာနားလေးကသွေးဝတာအဲ့ဒါလေးနဲ့ ခေါင်းပေါက်ကွဲရပါတော့။ဟုတ်ကဲ့။အဲ့မှာသွေးကောင်တော့အရင်ကြောက်ဘူး။တရားကောင်လည်းသတိလက်တယ်။အဲ့ဒါလေးသုံးအောင်ကတော့ဒီကအရက်ဖက်ကကိုရီဘူရာအဲဒီလက်ဆက်အခုဟိုဟာကိုရန်ကုန်ဆေးရုံကြီးကိုထွက်လိုက်တာပေါ့နော်။ဟုတ်ကဲ့။ရန်ကုန်ဆေးရုံကြီးထွက်လိုက်တယ်။အဲ့တော့တက်ကြီးဆေးရုံလာကျွန်တော်လည်းကြည့်ပေးလိုက်တာပေါ့။အဲ့ဒါလေးကဒါပေမဲ့ဟိုမှာတော့တိတ်ဆိုးနေတယ်မရှိတော့ပါဘူး။ဒါနဲ့သတိပြရရနေပြီးတော့သွေးကောင်လည်းကောင်းကြတော့နော်။ဟုတ်ကဲ့ပါ။ဆရာမတရားအေးဒရော့ဆက်ဒီမှာတော့6ဟုတ်ရှိမယ်။အဲ့တော့9ရောက်ပတ်တာပေါ့။ဒီလူတွေကတော့ဘာမှသတိမလွတ်ဘူး။အဲရိုက်ခံရတာနည်းနည်း ကက်ရှာတရားလေးထိခိုက်မိတာเนาะဒီအခြေရာပောက်ခွဲလောက်ပဲဖြစ်ပါလားเนาะဟုတ်ကဲ့ပါဟုတ်ကဲ့ပါဖြစ်တာအဲ့တော့အခုကတော့ဒီမှာတော့တိုက်နေဆရာမတော်တော်ချေရောင်းနေဥဆောင်ပြီးတော့တရားဝန်နဆရာမရင်းနဲ့ကုပေးနေတာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဆရာမတရားနဲ့ဘလို့ကမတရားနဲ့လည်းစေကူရဲ့စေကူတော်မူလောက်ပြီးတော့ဆေးဥကန်နဲ့ဒါတိုက်ပို့မယ်နော်ဟုတ်ကဲ့ပါကျွန်တော်ကဒီမှာဆရာမရန်နေပါလို့ဒါတကြီးကဆရာမဆက်စားပါဝဆရာမ နောက်လောက်ခေါ်လာပြီးတော့လာပြီးတော့ကြည့်နေတာပေါ့လေအခြေသေးလာစုံတိုင်းနဲ့ကြည့်နေတာလောလောဆယ်ကတော့ဘာမှစိုးရိမ်နေတာကြီးကြီးတဲ့ဒီ6တော့မရှိဘူးပေါ့လေနောက်ထပ်ထပ်ဖြစ်ဖို့ဟာလေးပါလေကျွန်တော်ဒီမှာလူဝင်ရထည့်ပေးရတယ်ခဏလာကြည့်တာမနေ့ကည9နာရီအချိန်ခန့်တီဥက္ကံမြို့နယ်အတွင်းရှိကျွဲပုံကြီးကျွဲပုံလေးပဏီပင်ကျေးရွာတို့မှာမီးလောင်မှုတွေရှိနေခဲ့ပါတယ် အဆိုပါဖြစ်စဉ်အတွင်းမှာမွတ်စလင်တွေအချို့အတွင်းကနေတူလောင်ထားတဲ့တက်စီတွေကိုတင်ဆက်မှုပြုလုပ်နိုင်ခဲ့တယ်လို့တိုက်ကြီးမျိုးနယ်မိသက်တက်ဖွဲ့ဌာနမှဦးနိုင်ဦးရဲ့ပြောကြားချက်အရာသိရပါတယ်အဆိုပါဖြစ်စဉ်အတွင်းလူအချို့ကမိမိနေအိမ်ကိုမီးလောင်မှုလွယ်ကူစေဖို့ဓာတ်ဆီလောင်းခဲ့မှုနဲ့ပတ်သက်ပြီးရက်ွက်အုပ်ချုပ်ရေးမှူးတအူးကအခုလိုပဲပြောကြားခဲ့ပါဗျ။အဲဟိုဒီအခုအနှံ့ရလို့အနှံ့ရုပ်ရုပ်ဖြစ်တဲ့ခါမှာအေးကနတ်ထွက်လာတယ်။ပဝင်းကျန်အိမ်ကသိတာပေါ့။အနှံ့ထွက်လာတော့လာပြီးတော့သူတို့သတင်းပို့တော့ ို့တော့ကျွန်တော်တို့ကဒီဟိုစဖြစ်တာနဲ့ဒီနည်းနည်းကာပါလောက်ထားတာပေါ့ဟုတ်ကဲ့အကယ်လို့ဝင်စစ်တဲ့အချိန်မှာဒီအမှန်နေထိုင်တဲ့လူတွေရောရှိသေးတယ်တောင်မှမရှိတော့တောင်မှမရှိဘူးဒါဆိုသူတို့ကဟိုဘယ်ချိန်နေရထွက်သွားလာဟိုအဲအဲဝင်နေမနေ့ပိုင်းပေါ့စပြီးတော့ရောရေခင်းထစ်ခါစားပေါ့အဲ့လိုကထွက်သွားပြောဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒီရိုးဘသူတွေကစပြီးတော့ဝင်စစ်သေးလဲမူတောင်ဝင်ရှိသူတွေတက်တယ်ဒီလေးပါလဲအခုကျွန်တော်တို့တွေကအခုကျွန်တော်အုပ်ချုပ်ရေးမှုရဲ့ကျွန်တော်တို့တွေကမိသားတက်ဖွဲ့ရဲ့ တော်ရိုင်မှုဆိုင်မှုနော်ဟုတ်ကဲ့အဲ့လိုဒီစီစီတဲ့ခါကြမှာအန်ကယ်တို့အနေနဲ့ဘာတွေစပြီးကျင်းအဲ့ဒီမှာကျွန်တော်တို့ဓာတ်စီပုံးတွေမှောက်ထားတယ်အဲ့ဓာတ်စီပုံးဒီတိမ်လုံးဓာတ်စီရွှဲနေပေါ့အဲ့လိုပြဟောဓာတ်စီရွှဲရဲဆိုတာဟိုဂါရီကိုတို့လောင်းလာတယ်ဟောဓာတ်စီပုံးမှောက်ခဲ့တာသူကဟုတ်ဟုတ်ကဲ့ဓာတ်စီပုံးမှောက်နေတယ်ကျွန်တော်ဓာတ်ပုံးလည်းရိုက်ထားရှိတယ်ခေါင်းနေဆောင်အဲခေါင်းနေဆောင်နေပါလားသူကအကုန်လုံးဆုတ်ခဲ့တယ် ဒီလိုဖြစ်ပွားခဲ့မှုကြောင့်အုတ်ကံမျိုးမှာဒေသန္တရအမိန့်ပုံမှန်138ထုတ်ပြန်ထားတယ်လို့သိရပါဗျ။ဒါ့အပြင်ရတဖွဲ့ဝင်အင်အား400ကျော်နဲ့မြို့နယ်တစ်ခုလုံးကိုလုံခြုံရေးဆောင်ရွက်လျက်ရှိသလိုအုပ်စုလိုက်ဖွဲ့ပြီးဖျက်ဆီးတဲ့လူတွေနဲ့နောက်ွယ်ကလူတွေကိုစတင်ဖမ်းဆီးမှုတွေပြုလုပ်နေပြီလို့လည်းအုတ်ကံမျိုးနဲ့ရတဖွဲ့မှုဦးရဲမြင့်ကမနေ့ကည7:00နာရီကျော်မှာအလဲပန်းမီဒီယာ group ကိုပြောကြားခဲ့ပါဗျ။လူကတော့ကိုယ်ရဲ့လူအုပ်လက်ကြီးတက်လာတဲ့ဘက်ကလူအုပ်လက်ကြီးတက်လာတော့ကျွန်တော်တောင်းမှန်းတယ်မလုပ်ပါနဲ့မလုပ်ပါဘက်ကမီးရှို့လာတယ်။ မီးရှို့လာကျွန်တော်တောင်းမှန်းနေတောင်းမှန်းတော့သူတို့တရားတောင်းမှန်းလို့မရဘူးဒီဘက်ကဝင်မီးရှို့တယ်ဆိုပြီးတော့မှသူတို့အဲ့နာဆိုပြီးတော့သူတို့နောက်ကျပြန်သွားတယ်ကျွန်တော်လည်းလေးခွက်တွေနဲ့ပြစ်ခါရတယ်ကျွန်တော်မို့နဲ့မီးခိုးတွေနဲ့ဘလူးဘောပါဆိုတော့ကျွန်တော်လူခွဲကြလို့မရဘူးသူတို့တွေရောအရင်မြင်ဘူးလားမသိဘူးခင်ဗျာအရင်တော့လည်းမမြင်ဘူးဟုတ်ကဲ့ဒီရောမှာကတို့နေထိုင်ကြဘယ်လောက်ကြာပြီခင်ဗျာကျွန်တော်ဒီရောမှာနေတာနေ့40 50လောက်50 50ပြည့်နေပြီ ဟုတ်ကဲ့ခင်ဗျာအခုအနေနဲ့ဒီလိုကိုယ့်ရေမီးရှို့ခံရတဲ့သူကကိုယ့်ရင်ထဲမှာပြစ်ပေါ်တဲ့ခံစားမှုတွေပြောအော်ခံစားရတာပေါ့ကိုယ်ရဲ့ကျွန်တော်ပစ္စည်းတွေဘာတစ်ခုမှမယူဘူးဘာမှလည်းမယူဘူးအကုန်လုံးလောင်သွားတာဟုတ်ကဲ့အဲ့ဒီဒီကိုလာပြီးတော့အခုလို့မီးရှို့ပါတဲ့လူတွေကဒီပစ္စည်းတွေကိုယူသွားတာလူရွာသွားတာပါမဟုတ်ဘူးယူမယူသွားဘူးမယူသွားဘူးအကုန်လုံးထူချိုးတယ်မီးရှို့တယ်ဟုတ်ကဲ့အခုတောင်းမတဲ့အချိန်မှာအခုရဲတန်းထက်တာမျိုးရှိမရှိဘူးမရှိဘူးမရိုက်ဘူး ဒါအပြင်အခြေအနေမတည်ငြိမ်မှုထပ်မံဖြစ်ပေါ်လာပါကထိမ့်သိမ်းနိုင်မှုအတွက်တမတော်ကအုတ်ကံမျိုးကိုရောက်ရှိနေပြီဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။ကျွန်တော်ရဲ့ဥရောပနဲ့အမေရိကကိစ္စမှာအတင်းတောက်သုံးနိုင်တဲ့ယောဂတ်ကိုလူကြိုက်ရမ်းများတာတွေ့ရပါတယ်။ဒါသာတောင်းလို့လူတိုင်းကတောက်ပြီးတောက်ချင်ကြတယ်။ best meal yoga မှာလက်ဆက်တဲ့နွားလို့သီးနှံတွေပါဝင်လို့တမ်းပါစီဝမ်းပြတနာလို့ကျင်းပါတယ်အရှိတောင်အာရှရင်အကောင်းဆုံးနံပါတ်1 dash meal yogurt